တရားရှုမှတ်ကြဖို့ရအတွက်ဣရိယာပုဂ္ဂိုလ်ပြင်ကြရအောင်တထိတ်ထံထားပြီးတော့တရားရှုမှတ်ကြလို့ရှိပူပြီးတော့ဒုက္ခဝေဒနာကိုလျှင်မြန်စွာကြော်ဖြတ်နိုင်တယ်ဆိုကြပါစို့ကိုက တဏာယီတရားရှုမှတ်မယ်နှစ်နာယီတရားရှုမှတ်မယ်ဆိုလို့ရှိဒီတဏာယီအတွင်းမှာဣရိယာပုဂ္ဂိုလ်မပြင်းဘူးရှစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကိုတိခံပြီးတော့တရားရှုမှတ်မယ် ဒီလိုအဋ္ဌိထံထားပြီးတော့ဒီခံမှုနဲ့တရားရှုမှတ်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခဝေဒနာကိုတဲ့ဉာဏ်ဉာဏ်ထက်ထက်ကြီးတဲ့ကြော်ဖြတ်နိုင်သွားပါတယ်တကယ်တကယ်ဆိုလို့ရှိရင် တဏှာကြီးတောင်းပါပဲမလုံလောက်ဘူးတဏှာကြီးခွဲလောက်တို့ထိုင်ဒုက္ခဝေဒနာတွေကိုသီခံပြီးတော့ရှုမှတ်မယ်တဏှာကြီးလောက်ထိုင်ဒုက္ခဝေဒနာတွေကိုသီခံပြီးတော့ရှုမှတ်မယ်ဒီလိုအဋ္ဌဋ္ဌာထားပြီးတော့ တရားရှုမှတ်လို့ရှိရင်ဒုက္ခဝေဒနာတွေကိုလည်းကြုံနိုင်တယ်တဲ့ဒီကနေ့ယောဂီအပေါင်းတော်ကောင်းတို့ကိုဟောကြားပြီးမယ်အလုတ်ပေးတရားကတော့ဝေဒနာကို ရှုမှတ်တဲ့အခါမှာရှုမှတ်ပုံရှုမှတ်နည်း၃နည်းကိုတဲ့ပြောပြပါမယ် နံပါတ်1ဝေဒနာနုဝတကမိဝေဒနာကိုသီးခံပြီးတော့ရှုမှတ်တဲ့နေ့ဝေဒနာကိုသီးခံပြီးတော့ရှုမှတ်တဲ့နေ့ဆိုတာကအများအားဖြင့်တရားရှုမှတ်တဲ့ယောဂီတိုင်းယောဂီတိုင်း 15မိနစ်လောက်ကြာလို့ရှိရင်ကိုပဲအနေငယ်ညောင်းလာမယ်အဲ့တော့ညောင်းတဲ့အခါမှာကိုကဆင်းရဲလာမယ်ဒါကိုဒုက္ခဝေဒနာလို့ခေါ်ရတယ်ယောဂီတို့ကတော့ညောင်းလျင်လေတရားရှုမှတ်ရတာလွယ်အောင် ညောင်းလေတိညောင်းလေတိညောင်းလေတိလို့ဒါရှုမှတ်နေပေါ့ညောင်းရာကနေပြီးတော့နာလာပါလိမ့်မယ်နာတဲ့အခါမှာလေနာရေတိနာရေတိနာရေတိလို့ရှုမှတ်နေရတယ်နာရာကနေပြီးတော့တဲ့ ကိုက်ချင်ရင်လည်းကိုက်တာပါလိမ့်မယ်ကိုက်တဲ့ခါမှလည်းကိုက်တယ်တိကိုက်တယ်တိကိုက်တယ်တိလို့ဒီကိုက်တဲ့သဘောဒုက္ခဝေဒနာလေးကိုပဲလိုက်ပြီးတော့ရှုနေရတယ်သီခံပြီးတော့ရှုနေရတယ်အဲ့ဒီကမှတဆင်း ရင်တဲ့သဘောလေးတွေတဲ့ဖြစ်လာပါလိမ့်မယ်။ကျင်းတရင်လေကျင်းနေတိ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 လို့ရှုမှတ်နေရတယ်။ကျင်းရကနေမှထုံတဲ့အဆင့်တို့ရောက်လာတတ်ပါတယ်။ ရောက်လေရောက်ကြတာမြင်ရတယ်အဲ့တော့ထုံတဲ့အဆင့် ठी ကြတော့အများအားဖြင့်ပြီးမခန့်နိုင်ကြတာကမြင်ရတယ်ထုံတဲ့အဆင့်ရောက်လို့ကိုကပြင်းကျင်နေဆိုလို့ရှိရင်တော့လေပထမဆုံးထုံတဲ့တိ ထုံနေတည်လို့ရှုမှတ်ရတယ်။နောက်ပြင်ញင်တဲ့စိတ်ကလေးပေါ်တဲ့အခါကျမှပြင်ញင်နေတည်ပြင်ញင်နေတည်လို့ရှုမှတ်ဒီလိုရှုမှတ်ပြီးတော့မှပြင်တဲ့အမှုအရာ ပြင်တယ်တည်ပြင်နေတည်ဒီလိုတဲ့ပြင်ပြီးရင်လည်းရတယ် အဓိကကတော့ဒီဒုက္ခဝေဒနာကိုကိုက အတတ်နိုင်ဆုံးသိခံပြီးတော့ရှုမှတ်ရတယ်အတတ်နိုင်ဆုံးသိခံပြီးတော့ရှုမှတ်လိုက်လို့ရှိရင်နောက်တော့တဲ့ဒီဒုက္ခဝေဒနာတွေဟာတဖြည်းဖြည်းနဲ့တော့ငြိမ်သွားတယ်ဒုက္ခဝေဒနာတွေငြိမ်လို့ တမာရီရတဲ့အခါကျမှတဏီရာရာကိုစိုက်ပြီးတော့ဖြစ်ပြတဲ့ဘောလေးကိုလည်းရှုမှတ်တမာရီရလာပြီဆိုလို့ရှိရင်ဖြစ်ပြီးပြတဲ့ဘောလေးကိုသူရှုမှတ်လို့ရသွားတယ်ရှေကနဲ့ဖြစ်လိုက်ပြတ်သွားလိုက်ရှေကနဲ့ဖြစ်လိုက်ပြတ်သွားလိုက် ရိတ်ကနေဖြစ်လိုက်ပြတ်သွားလိုက်ဖြစ်ပြက်ကိုလည်းရှုမှတ်လို့ရတယ်ဖြစ်ပြက်ကိုလည်းရှုမှတ်လို့ရတယ်ဒါကတော့ယောဂီပေါင်းတော်ကောင်းတို့ဝေဒနာနုဝတ္တကဏီဒုက္ခဝေဒနာကို အစင်လိုက်ပြီးတော့သီခံပြီးရှုမှတ်တဲ့လေလူပြောလူရောရောင်လိုက်ရောသဘောညာမမီကိုယ်တိုင်သိရန်ကိုယ်တိုင်ကြံသီခံစူးစမ်းကြည့်ဒီခန္ဓာမှာနိဗ္ဗာန်ယဟုတ်ချအကျိုးရှိ။ ဒီတရားအာထုတ်တယ်သိခံခြင်းကနိဗ္ဗာန်ကိုရှာခြင်းအကျိုးရှိတယ်ဝေဒနာနုဝတကနိပြီးတော့ဝေဒနာဝိခံပနနိဝေဒနာဝိခံပနနိကြတော့ဝေဒနာကိုတိမခံနိုင်တဲ့အခါမှာ ဆိုကြပါစို့ထုံတဲ့သဘောလေးပေါ်လာတယ်ထုံတဲ့သဘောပေါ်လာတဲ့အခါမှာဆက်လက်ပြီးတရားမရှုမှတ်နိုင်တော့ဆက်လက်ပြီးတရားမရှုမှတ်နိုင်သည့်အတွက်ကြောင့်ကိုကဣရိယာပုဂ္ဂိုလ် စိတ်ထဲကပြင်ချင်လာတယ်စိတ်ထဲကပြင်ချင်ပြီမဲ့လို့ကိုယ့်ရဲ့အတိစိတ်ကလေးကမပြင်ញင်ဘူးမပြင်ញင်သည့်အတွက်ကြောင့်ကဲငါတော့ဒီဒုက္ခဝေဒနာကြီးကိုဆက်လဲမရှုမှတ်တော့ဘူးတဲ့ ဒုက္ခဝေဒနာကြီးကိုဆက်လက်မရှုမှတ်တော့ဒုက္ခဝေဒနာကိုအာယုံမပြုတော့ဘူးအာယုံမပြုတော့ဘဲနဲ့ဝင်လေနဲ့ထွက်လေကိုပြောင်းရှုတယ်ဝင်လေနဲ့ထွက်လေကိုရှုတာကအာနာပါနကမ္မထာ ัวกรรมฐานเปี้ยงไปไล่ตาปอกวินลีเนี่ยถั่วลีกูชุบมัดแต่คํามาแล้วปုံมันแต่ปริยาลีทาไปไล่ได้ปုံมันแต่ตัตติลีเนี่ยตัวหมัดไปไล่ได้ปုံมันชูราแต่ปูပြီးတော့ခပ်ပြင်းပြင်းလေးရှုပ်ပေးလိုက်တယ် ပြန်ထုတ်တဲ့အခါမှာလည်းခပ်ပြင်းမြင်းလေးတွေသူထုတ်ပေးလိုက်တယ်။ဟိုခပ်ပြင်းမြင်းရှူတွင်ခပ်ပြင်းမြင်းပြန်ထုတ်လို့ပြောပေမဲ့ကိုယ့်ရဲ့အသက်ရှူတန်နဲ့ပြန်ထုတ်တန်ကို သူများကြားလောက်တဲ့အထီတော်လည်းမလုပ်ပါနဲ့။အများနဲ့တရားအားထုတ်နေရတာဖြစ်ဒီအတွက်ကြောင့် တ်ပြင်းမြင်အတန်ထွက်အောင်ရှူသွင်းလိုက်မယ်ပြန်ထုတ်လိုက်မယ်ဆိုလို့ရှိအခြားသောယောဂီတွေမှာတဲ့စိတ်အနှောက်အယှက်ဖြစ်ပါလိမ့်မယ်ခတ်ပြင်းမြင်ရှူသွင်းခတ်ပြင်းမြင်ပြန်ထုတ်ဝင်လေဖြစ်လိုက်ပြီးအောင်ရှူမှတ်လိုက်ထွက်လေဖြစ်လိုက် ပြီးအောင်ရှုပ်ပါလိုက်ဝင်လေးဖြစ်လိုက်ပြီးအောင်ရှုပ်မှတ်လိုက်ထွက်လေးဖြစ်လိုက်ပြီးအောင်ရှုပ်မှတ်လိုက်အဲ့ဒီကဲတို့ဝင်လေးနဲ့ထွက်လေးကိုခပ်ပြင်းပြင်းရှုအာယုံပြုပြီးတော့ရှုမှတ်နေလို့ရှိရဲ့ ဒီထုံနာတွေကလည်းတဖြည်းဖြည်းနဲ့တော့ပျောက်သွားတယ်ထုံရာကနေ သူကျင်လာလိုက်မယ်ကျင်ရာကနေကြိုက်လာလိုက်မယ်တဖြည်းဖြည်းနဲ့တော့ပြန်ပြီးတော့လျော့သွားတယ်ပြန်ပြီးတော့လျော့ရာကနေမှတခါပုံမှန်ပြန်ဖြစ်သွားတယ်ပုံမှန်ပြန်ဖြစ်ပြီဆိုလို့ရှိရင် ထွက်လေနဲ့ဝင်လေကိုဆက်ရှုရင်လည်းရပါတယ်။သို့မဟုတ်ခန္ဓာဘက်ကိုညာလှဲ့ပြီးတော့ခန္ဓာကပြရတဲ့ဖြစ်တဲ့သဘောပြတ်တဲ့သဘောတွေကိုလည်းရှုမှတ်လို့လည်းရသွားတယ်။ဒါကိုကြတော့ဝေဒနာဝိက္ခပနာနီးလို့ခေါ်ရတယ် နံပါတ်3နီးကတော့ဝေဒနာပရိက္ခဟနီးဝေဒနာပရိက္ခဟနီးကဲထုံတဲ့အဆင်ရောက်လာပြီသို့မဟုတ်ကျင်တဲ့အဆင်ရောက်လာပြီအဲ့ဒီကဲသို့တဲ့ကျင်တဲ့အဆင်ထုံတဲ့အဆင်ကိုရောက်လာတဲ့အခါမှာ ဣရိယာပုဂ္ဂိုလ်လေကိုကမပြင်းချင်မှုဝေဒနာကိုခွာရှုလို့ ਆ လေမရဘူးဝေဒနာကိုခွာရှုလို့မရသည့်အတွက်ကြောင့်ဘယ်လိုရှုရမလဲဆိုလို့ရှိဝေဒနာပရိက္ခာဝေဒနာဘာကြောင့်ဖြစ်တယ်လဲဆင်ခြင်လိုက် ဖတ်တာကြောင့်ဖြစ်တယ်ဟတ်တာကအကြောင်းတရားဝေနာကအကျိုးတရားဆက်ပြီးတော့ဆင်ခြင်လိုက်အဲ့ဒီဖတ်တာတိမြဲတဲ့တရားလားမမြဲတဲ့တရားလားကိုယ့်အနေကိုဆင်ဆင်ခြင်ကြည်လိုက်ဟတ်တာတရားတိမမြဲဘူး အဲ့ဒီခါမှာအကြောင်းဖြစ်တဲ့ဖတ်တာကမှမမြဲဘူးဆိုရင်အကျိုးဖြစ်တဲ့ဝေဒနာတဲ့မမြဲပါဘူးအကြောင်းတရားကမှမမြဲရင်ဝေဒနာလည်းမမြဲပါဘူးအနေစာပဲဖြစ်ပြပဲဖြစ်ပြပဲဖြစ်ပြပဲ ရှင်းပြပေလို့သူကဆင်ခြင်ပြီးတော့လေတဲ့သူကတရားရှုမှတ်ရတယ်ဒီလိုဆင်ခြင်ပါများလာပြီဆိုလို့ရှိရင်လေဝိရဒာရဲ့ဖြစ်ပြသဘောတွေကိုလေတဲ့ရှုမှတ်လို့ရတော့တယ်ဝိရဏငြိမ်ရင်လေငြိမ်သွားမယ် ဝေဒနာရဲ့ဖြစ်ပြတဲ့ဘောတွေကိုလည်းသူဆင်ခြင်လို့ရသွားတယ်ရှုမှတ်လို့ရသွားတယ်အဲ့ဒါကဝေဒနာပရိက္ခဟနီလို့ခေါ်ရတယ်အဓိကကတော့ယောဂီတို့ဘယ်နည်းနဲ့ပဲရှုရှုဝေဒနာနဲ့ငာနဲ့မရောစီနဲ့ညောင်းတဲ့အခါမှာလည်း tha nhau na bầu phú nà rê khá ma lê ngà nà ra mâu phú Cái đê khá ma lê ngà cái đà mâu hô phú Chên nê khá ma lê ngà chên nà mâu phú Thâu nê khá ma lê ngà thâu nà mâu phú Sinh yê rê khá ma lê ngà sinh yê ra mâu phú Thà hà ဝေဒနာပဲဝေဒနာပဲဝေဒနာပဲလို့ဆင်ခြင်ပြီးတော့တရားကိုရှုမှတ်ရတယ်။ဓာတ်ကိုယောဂီပေါင်းတော်ကောင်းတို့ဝေဒနာနဲ့ငါနဲ့အယောအောင်ရှုနေခြင်းဖြစ်တယ်။ဝေဒနာကိုငါရဲ့လို့ မရှုခြင်းဖြစ်တယ်။သက္ကာယဒိဋ္ဌိကိုခွာပြီးတော့လည်းရှုနေခြင်းဖြစ်တယ်တဲ့။အာလောဝရိယထားပြီးတော့တရားကိုကျိုးစားရှုမှတ်ကြပါ။ယောဂီအပေါင်းတို့တော်ကောင်းတို့